ဘောသားများအလုံးမင်္ဂလာပါ clock corner နေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒါအခုလေးတင်အဲပွဲပြီးသွားတဲ့ Brentford နဲ့ Manchester City တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုအဲလုတ်ပေးတော့မှာဖြစ်ပါတယ်။အဲဒီကြောင်းလေးပြောခင်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ကတင် like subscribe လုပ်ပြီးအခုညီပေးသွားလို့ရပါတယ်။ဒီနေ့ပွဲမှာတော့ Manchester City တို့အဝေးကွေးမှာတွားရောက်ရင်ဆိုင်ရတဲ့ပွဲလေးမှာတော့သူ1-0ဆိုပြီးတော့အနိုင်ရခဲ့တယ်။အဲကျွန်တော်တို့ထင်တာပွဲကြုံမှာပြောခဲ့သလိုပဲ Manchester City အနေနဲ့ ဒီနေ့ပွဲမှာဂိုးတွေကျွန်တော်တို့ဘယ်လောက်ထိသွင်းမလဲဆိုတာကျွန်တော်တို့အမြင်တွေ့ရမယ်လို့ပြောခဲ့သူပဲဒါပေမဲ့ဒီနေ့ပွဲမှာတော့သူတို့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးတစ်ခါကဘရန်ဖို့ရဲ့နောက်တန်းတွေရဲ့ကောင်းမှုတွေပြီးလို့ဆိုစဉ်အဲတဖက်ကကျွန်တော်တို့ဘရန်ဖို့ရဲ့ဂိုးသမားကယ်လီဟာရဲ့ဒီနေ့ဆေ့သွားတဲ့အပိုင်ခွင့်ရေးတွေနှလုံးသုံးလုံးလောက်ရဲ့ကြောင့်အဲမန်ချက်စတာစီးတီးအနေနဲ့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးအဲပြီးတော့ပထမတစ်ပိုင်းလုံးမှာလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်လို့ဒုတိယပိုင်းမှာကျတော့ အင်ဂျင်ဖြစ်တဲ့ brand 4ရဲ့ဖိအားပေးမှုတွေကိုသူတို့တော်တော်လေးဥမာပြန်ပြီးတော့ခံစားရတယ်လို့ပြောလို့ရတယ်။အဲဒီနေ့ပွဲမှာတော့ဟို Ford ကတော့တော်တော်လေးဥမာပုံမှန်ခြေစွမ်းအောက်ကိုကြာဆင်းနေတယ်လို့ပြောလို့ရတယ်။အတူအပိုင်ခွင့်ရေးတွေရခဲ့ပေမဲ့သူအသုံးမချနိုင်မှုတွေကြောင့်သူတို့တွေခြေပါကိုယ်တွေပါတွေပြန်ပေးရမယ်အခိုက်အတန့်တွေဥမာဖြစ်သွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဲမန်ချက်စတာစီးရီးရဲ့နီးပြအနေနဲ့ပုံကွက်တွေကိုနေလာနေနဲ့ ဒီနေ့ပွဲမှာသူ့ရဲ့လူထုပ်ပုံတွေကနည်းနည်းလေးမှကျွန်တော်မေကွန်ထုတ်စရာရှိတယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုလို့ဆိုရင်ဗျာသူဘရာဒိုဆေးဘာတို့ဘာတို့ရှိတယ်ပြီးလို့ဆိုလို့ဆိုရင်ဒိုကူတို့ဘာတို့ရှိတယ်ဆိုတော့မှမထားဘဲနဲ့သူတို့လူငယ်ကစားသမားတွေနဲ့ပွဲထွက်လာခဲ့တယ်ပြီးလို့ဆိုလို့ဆိုရင်လည်းဗျာဒီပွဲပြီးသွားလို့ဆိုရင်လည်း international break နားရမယ်အတွက်ကြောင့်ဒီနေ့ပွဲမှာသူတို့အကောင်းဆုံးလူစင်းနဲ့ကျွန်တော်တို့ကတော့ပွဲထွက်လာမယ်လို့တော့ထင်ခဲ့တယ်ဒါမှမဟုတ်လည်းသူတို့လူစင်းနဲ့အပြောင်းလဲတွေလုပ်ပြီးတော့ဒီနေ့ပွဲမှာပွဲထွက်လာခဲ့တယ် โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့အဲတွင်းကိုလေးတွေရသွားတဲ့တွင်းကိုလေးကွန်မြူနီမှာရသွားတဲ့တွင်းကိုကတော့အဲဟာလန်ရဲ့အဲတွင်းကိုပါဟာလန်ရဲ့တွင်းကိုကတော့ဒီတွင်းကိုကတော့ဟာလန်တော်တော်လေးဥမာကောင်းမွန်တယ်လို့ပြောလို့ရတယ်တစ်ဖက်က brand four ရဲ့နောက်တန်းနေဖြစ်တဲ့ဘန်နမန်လို့ဆိုလို့ဆိုရင်လို့ဆိုရင်သူတို့နှစ်ယောက်နှစ်ယောက်လောက်သုံးယောက်လောက်ဝိုင်းပြီးတော့ကတ်တာဥမာဟာလန်အနေနဲ့လွတ်လွတ်ကျွတ်ကျွတ်ဆွတ်ထွားသွားပြီးတော့ကန်သွင်းသွားတဲ့အချိန်မှာတစ်ဖက်ကဂိုးသမားကဲလေဟာလည်းဘလို့မှမဖတ်နိုင်ပဲနဲ့သူတို့စောစောစီးစီးနဲ့ဥဆောင်ကိုရတယ် တကယ်ဥဆောင်ကိုကြောင့်ပဲသူတို့တွေတော်တော်လေးမှကောင်းမွန်တဲ့ခြေသွမ်းတွေပြသထားနေပြသထားနိုင်ပြီးတော့တစ်ဖက်ကလည်း Brentford အနေနဲ့ Manchester City ရဲ့တိုက်စစ်ဆင်မှုတွေကိုသူတို့တော်တော်လေးမှကြံ့ကြံ့ခံပြီးတော့ပေကိုးတွေထပ်မပေးအောင်ဆိုပြီးတော့သူတို့အဲစူးစမ်းတော့တာတွေ့ရပဲအဲမိနစ်20ကျော်လောက်ချိန်လဲကြောင်း Manchester City ရဲ့တိုက်စစ်ဆင်မှုကနည်းနည်းလေးမှအျော်ရဲသွားတယ်ဘာတွေ့လဲကြောင်းကျွန်တော်ကိုယ်လည်းမှဖြစ်တဲ့အဲ ရိုဒီတို့ဘာတို့ကနေတော့အင်ဂျင်စီဖြစ်ပြီးနာဝတယ်နာဝတဲ့အချိန်မှာအချိန်မှာရိုဒီယိုကျွန်တော်တို့ကလူစားလဲရတယ်လူစားလဲတော့ဒီကိုလက်နီကိုလက်ခွန်ဇာလက်တို့ဘာတို့နဲ့တို့လူစားလဲတယ်ဗျာအလဲတော့လဲလဲဝါဘောအဲ့အချိန်မှာနည်းနည်းလေးကိုမန်ချက်စတာစီးတီးရဲ့ကွင်းလယ်ပိုင်းကနည်းနည်းလေးကိုမှကျွန်တော်တို့ပထမမိနစ်တွေလောက်တိတ်ပြီးတော့ပုံမှန်ဆက်ဆောင်ရေလောက်ကိုမပြတ်တတ်ထားနိုင်မင်းတယ်တိုက်စစ်ကလည်းကျွန်တော်တို့ထင်တဲ့လောက်ကိုတိတ်ပြီးတော့အလုံးမဖြစ်ခဲ့ဘူး မိနစ်30လောက်မှာအော်စကာဘောပေးလိုက်တဲ့အဲပေးဖို့မှုကိုတော့ဖိုဒန်အလွတ်ကြီးကန်ရတဲ့အလုံးကိုသူကန်လိုက်တဲ့လုံးကိုတော့အဲဂိုးတိုင်ရဲ့ဘေးကိုထွက်သွားအောင်တော့သူကန်လိုက်တယ်အဲတလုံးရပြီးတော့ဆိုရင်ဒုတိယပိုင်းမှာလည်းဖိုဒန်နေနဲ့လွတ်လွတ်ကျွတ်ကျွတ်ကန်ရတဲ့တလုံးကိုအဲဂိုးသမားဆေးသွားတယ်ဖိုဒန်ဒီနေ့ပွဲမှာတော့တော်တော်လေးဥမာကျွန်တော်အနေနဲ့အဲပြောရမယ်ဆိုလို့ရှင်ပုံမှန်ခြေစောင်းအောက်ကိုရောက်နေတယ်လို့ပြောလို့ရမယ်အဲဆောစောဒုတိယပိုင်းမှာလည်းသူတို့တွေ ပထမပိုင်းမှာထင်သလောက်လောက်ဖြစ်ခဲ့တယ်ဒါမှမဟုတ်လည်းသူတို့ရဲ့အဆုံးအသက်မတိကျမှုတွေကြောင့်သူတို့ဆော့ဆော့ဂိုးမပြတ်ခဲ့ဘူးအဲဒုတိယပိုင်းမှာသူတို့လူစားတွေကိုသူတို့ဆော့ဆော့စစ်စစ်ကျွန်တော်အနေနဲ့တော့လဲခဲ့တဲ့လို့ထင်တယ်ဆော့ဆော့စစ်တွေကလူစားလူစားလဲခဲ့မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ပေးကိုးတွေပို့ပြီးတော့အဲရသွားမယ်လို့တော့ထင်တယ် ညမလဲအဒုတိယပိုင်းမှာကျွန်တော်တို့တစ်ဖက်က brand flow ကလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြန်လဲပြသတာဟာနိုင်ပြီးတော့သူတို့ရဲ့ tight set စင်မှုကလည်းတော်တော်လေးဥမာကောင်းမွန်တယ်တစ်ဖက်က Manchester City အနေနဲ့လည်းသူတို့ရဲ့ brand flow ရဲ့ tight set မှုတွေကိုသူတို့တော်တော်လေးဥမာဒီနေ့ဘက်မှာတော်တော်ထင်းထင်းထင်းလေးဥမာအကစားသွားတယ်လို့ကျွန်တော်တူတူရောက်ထဲရတော့မြင်တယ်ဘာအတွက်လဲကြောက်လို့ဆိုလို့ရှိရင်တချို့လုံးနေကြာလို့ဆိုလို့ရှိရင် စီးရီးယားတိုက်စစ်မှုအာစီးရီးယားခံစစ်မှုတွေတရားကိုတို့ဘာလို့တော်တော်လေးကထိန်းထိန်းရမယ်လို့ထိန်းထိန်းရတယ်ဗျာအဲဒုတိယပိုင်းမှာဆားဆားအချင်းမှာပဲစီးရီးတို့သူတိုက်စစ်စင်နေတဲ့အချိန်မှာပဲဘောလုံးကပြတ်ပြီးတော့အဲသူတို့ရဲ့ဘရမ်ဖို့ရဲ့နောက်တန်းနေဘရမ်ဖို့ရဲ့နောက်တန်းနေရနေတော့ကန်နေပြလိုက်တဲ့ဟိုတော့တရားကိုဂိုးသမားနဲ့အမှ1 by 1တွေ့သွားတဲ့အလုံးမှာတော့တရားကိုရဲ့သူအပေါ် မြင့်ပြီးတော့ကန်တင်လိုက်တဲ့အချိန်မှာအဲစီးရီးရဲ့ဂိုးသမားလည်းအဲ့အချိန်မှာသူ့ရဲ့အဲလက်ကမြှောက်လိုက်တဲ့အချိန်မှာလည်းကွက်တိဖြစ်တော့မူဝင်တော့အဲ့လုံလာကလည်းတော်တော်လေးကအကောင်းမွန်တဲ့ကာကွယ်မှုလို့ပြောလိုက်ရမယ်ဒုတိယပိုင်းတပိုင်းလုံးနဲ့ကျွန်တော်တို့ခြုံငုံကြည့်လိုက်မယ်ဆိုလို့ရှိရင်မန်ချက်စတာစီးတီအနေနဲ့ကျွန်တော်တို့ထင်တယ်တော့အလုံးမဖြစ်ခဲ့ဘူးတမက်ကဘရန်ဖို့ရဲ့နောက်တန်းတွေကလည်းတော်တော်လေးကကောင်းမွန်တယ်ပြီးတော့လို့ရှိရင်သူတို့ရဲ့အတက်ကင်တွေကလည်းတော်တော်လေးက ်ဒီနေ့ဘွဲ့မှာအလုပ်ဖြစ်တယ်လို့ထင်တယ်သူတို့ကလည်းဆလာတွေကမန်ချက်စတာစီးတီးကိုသူတို့ရှင်ပြီးတော့မဆော့တော့နိုင်တဲ့အတွက်ကြောင့်ဒီနေ့ပိုင်းမှာသူတို့ကနောက်တောင်းအသေးချာလုံအောင်ဆော့ပြီးတော့သူတို့ဒီအတက်ကင်တင်နဲ့ပဲသွားပြီးတော့မန်ချက်စတာစီးတီးကိုသူတို့ဒုက္ခပေးမယ်ဒုက္ခပေးဖို့ကြံခဲ့တယ်ဒါမှလည်းသူတို့ထင်သာသလောက်ကတော့တိတ်တော့မလွယ်ကိုယ်ကဘူးလို့ပြောလိုက်ရတယ်သူတို့ခြေပါကိုးတွေပါပဲပြန်ပြီးတော့တွင်းနိုင်မဲ့အခြေအနေရှိပေမဲ့လည်းမန်ချက်တာစီးတီးရဲ့နောက်တန်းတွေရဲ့အဲကောင်းမှုတွေကြောင့်သူတို့အဲဂိုးတွေပါပဲပြန်ပြီးတော့မရခဲ့ဘူးဗျာပြီးတော့မှအဲဒုတိယပိုင်းမှာ အလုံးမဖြစ်တဲ့တပွဲလုံးတိုင်းတာမှာတိတ်ပြီးတော့အလုံးမဖြစ်တဲ့ foreign တို့ဘာလို့လူစားမလဲပဲနဲ့ပြီးလဲပြီးတော့မှ save တို့ဘာလို့ထည့်တယ်ပြီးလို့စင်ဒိုကူတို့ဘာလို့ထည့်ပြီးတော့သူတို့နောက်တဲ့ဂိုးရနိုင်ကြီးရှိတဲ့အလုံးတွေထပ်ပြီးတော့တိုက်ဆက်စင်တယ်အဲ့ချိန်ကြတော့မှတစ်ဖက်ကလည်း brand 4ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြန်ပြသထားနိုင်ပြီးတော့ manchester city အနေနဲ့အဲသူတို့ တိုက်စင်အစင်မိုးထွက်စားလို့ဆိုရင်တို့ပြန်ပြီးတော့ဂိုးရီပြန်မပေးရနိုင်အောင်ပဲတို့တော်တော်လေးဥမာစူးစမ်းသွားတယ်လို့တော့ကျွန်တော်ထင်တယ်ဒုတိယပိုင်းဝင်တပိုင်းလုံးမှာတိုင်းတန်လောင်းနဲ့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်မန်ချက်စတာစီးတီအနေနဲ့တိုက်စစ်ဆင်ရတဲ့အလုံးထက်စားလို့ဆိုရင်တို့ခန်းစစ်ကနေပြီးတော့ပြန်ပြီးတော့ဂိုးမပေးအောင်နေပြီးတော့ပြန်ပြီးတော့ကစားသွားတာတော့ကျွန်တော်တွေ့ရမယ် ဒီဘက်က brand book brand book ကလည်းဒီတိုင်းပါ brand book ကဘာဖြစ်လဲဆိုရင်ပထမပိုင်းတော့တစ်ပိုင်းမလုံးမှာသူတို့တော်တော်လေးဥမာရုံးကန်တယ်အထူးသဖြင့်သူတို့ရဲ့ဂိုသမကလဟာကောင်းမှုကြောင့်သူတို့စောစောတည်တည်ဂိုမပြတ်ခဲ့တာလို့ပြောလို့ရတယ်ကလဟာအပိုင်လုံးတွေပဲစိတ်သွားတာ၃လုံးလောက်ရှိတဲ့အတွက်ကြောင့်သူတို့စောစောထင်တယ်လို့တော့သူတို့ ဘယ်လိုပြောမလဲဆိုလို့စင်မန်ချာစီးရဲ့အတိုက်ဆက်ဆင်မှုကိုသူတို့တော်တော်လေးဥမာခံရတယ်ဗျာပထမပိုင်းမှာဒါပေမဲ့ကိုသမားရဲ့ကောင်းမှုတွေပြီးလို့ဆိုလို့စင်နောက်တန်းရဲ့လုံလုံချုံချုံစော့မှုတွေကြောင့်သူတို့အပထမပိုင်းမှာဝန်စီလောက်နေပဲပြန်ပြီးတော့ပေးခဲ့တယ်ဒုတိယပိုင်းမှာသူတို့ထပ်ပြီးတော့တိုက်ဆက်ဆင်တယ်ဒါပေမဲ့မန်ချာစီးရဲ့လည်းသူတို့လည်းဒီဒီထက်စားလို့ဆိုရင်ဒီအနိုင်ကိုတကိုးတေချာနေတဲ့ကိုကိုပဲသူတို့ကိုထပ်ပြန်ပြီးတော့မပေးအောင်ဆိုပြီးတော့သူတို့လည်းအဲ တိုက်စစ်ကိုအဲ့လောက်ထိတိုက်ပြီးတော့မဆင်ပဲနဲ့သူတို့နောက်တန်းလေးနဲ့ပြန်ပြီးတော့တွဲဆော့တယ်တွဲဆော့ပြီးတော့သူတို့တချက်ချို့လွတ်ထွက်သွားတဲ့အလုံးတွေမှာပဲသူတို့တိုက်စစ်ကိုအမြင်မြန်ဆန်ဆန်သွားပြီးတော့သူတို့ကိုရနိုင်ကြီးရှိတဲ့အခွင့်အရေးတွေတချို့ဖန်တီးနိုင်တယ်ဒါပေမဲ့လည်းတစ်ဖက်ကအဲဂိုသမားတွေရောကလေးဟာတို့ပါတို့ပြီးလို့ဆိုရင်ဘက်ဖို့ရဲ့နောက်တန်းတွေရဲ့ကောင်းမှုကြောင့်သူတို့လည်းဒီနေ့ပွဲမှာထင်သလောက်တော့အလုံးမဖြစ်ခဲ့ဘူးဟုတ်ပွဲကျုံမှာပြောခဲ့သလိုပဲဒီနေ့ပွဲမှာကျွန်တော်အဲမန်ချက်တာစီးတီးအနေနဲ့ဝေကူမှာတော်ရောက်ရှင်ပြိုင်နေတဲ့ပွဲမှာတော့ကျွန်တော်တို့ကတော့ဂိုးတွေ အဲများသွားမယ်လို့တော့ထင်ခဲ့တယ်။မှန်တကယ်တော့ကျွန်တော်2-1လောက်ဒါမှမဟုတ်လို့3-1လောက်တော့ဖြစ်သွားမယ်လို့ထင်မဲပဲမြင်မဲ့တကယ်ပွဲလက်တွေ့မှာတော့ကျွန်တော်တို့အထင်သလိုမဖြစ်ခဲ့ပဲနဲ့ဝမ်းစည်းဆိုပြီးတော့ပဲအာကျွန်တော်တို့အာမန်ချက်စတာစီးတီးနဲ့နိုင်ရရှိခဲ့ရဗျာ။အဲဒီရဲ့နိုင်ရရှိမှုကြောင့်ပဲမန်ချက်စတာစီးတီးနေနဲ့အဆင့်၅ထိကိုတက်လှမ်းလာနိုင်ပြီးတော့တော်တော်လေးဥမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုအဲဆက်လက်ပြသထားနိုင်တယ်လို့ပြောလို့ရမယ်။ ဒီနေ့ပွဲတော့မန်သမကတော့ကျွန်တော်ဘရက်ဖို့ရဲ့ဂိုသမာကယ်လဟာကိုတော့ပြင်ချင်တယ်ဘာတော့လဲဆိုလို့ဆိုရင်ကယ်လဟာအနေနဲ့ဒီနေ့ပွဲမှာအပိုင်၃လုံးလောက်ထိအဲ၃လုံးလောက်ထိကိုသူစေသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကယ်လဟာကိုကျွန်တော်တို့မန်သမပြင်ချင်တယ်ညီကိုဒီအနေနဲ့ရောဒီနေ့ပွဲမှာဘယ်ဘယ်ကစားသမားအကောင်းဆုံးဖြစ်မယ်လို့ထင်လဲဝင်ရောက်ဆွေးနွေးမချက်ပေးတော့လို့ရပါတယ်။နောက်ကြည့်ရှုပေးတဲ့ညီကိုဒီအချင်းတရားကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ပါဗျာ။